Hello Scorpio လေးတွေမင်္ဂလာပါဒီနေ့တော့ Scorpio လေးတွေအတွက်ကို No contact လက်ရှိမှာအဆက်အသွယ်ပြတ်ထားတဲ့သူနဲ့เนาะအအခြေအနေလေးတွေကိုတစ်ချက်ကြည့်ပါမယ်ဒီ reading မှာတော့အ energy check เนาะကိုယ့်ရဲ့ energy သူ့ရဲ့ energy check မယ်လက်ရှိတစ်ဖက်လူရဲ့ energy ကို check မယ်နော်နှစ်ယောက်ကြားမှာဘာတွေဆက်ပြီးတော့ဖြစ်မလဲအနာဂတ်ကိုဆက်ဖတ်မယ် အပြန်ပြီးတော့အဆက်အသွယ်ရဖို့ရှိမရှိ future မှာเนาะအဲ့ဒါလေးတွေကိုထပ်ပြီးတော့နောက်ဆုံးမှာတော့ဒီ Oracle ကတ်နဲ့เนาะတစ်ဖက်လူရဲ့ရင်းနှင်းစကားပေါ့เนาะတစ်ဖက်လူရဲ့ရင်းနှင်းစကားကို Oracle ကတ်လေးနဲ့အာဖတ်ပါမယ်ဆိုတော့အရင်ဆုံးကတ်လေးတွေကို shuffle ဆွဲလိုက်เนาะဆိုတော့ scope ကိုကနန်းလေးတွေအတက်ကို no contact လက်ရှိမှာကိုကစစ်ဆိုင်ရဲ့မှာပဲရှိရတယ်ဖြစ်ဖြစ်เนาะအာ expert ဖြစ်ဖြစ် ဲ situation မရှိအားလုံးသိလို့ရပါတယ်เนาะအရင်ဆုံးတော့3 of cups 3 of cups အရင်ဆုံးထုံးစံအတိုင်းပဲ energy check ပဲเนาะပေချာပေါက်ကိုလေဒီ scorpio လေးတွေအခုကြည့်နေတဲ့ scorpio လေးတွေကသစ္စာဖောက်ခံရတာเนาะအာနောက်ကျောင်းကိုဓာတ်နဲ့ထိုးသွားတာ တစ်ဖက်လူကနေပြီးတော့တတိယလူကိုရွေးချယ်သွားတဲ့ပုံစံမျိုးတွေ့ရပါတယ်เนาะစိတ်ကအခုချိန်မှာအခုချိရဲ့သူကအခုဗီဒီယိုကိုချိနေတဲ့ scopy လူတို့လေးတွေကအရန်ကိုစိတ်ထိခိုက်ချိန်ခွဲနေမယ်ပြီးတော့အခုတွေ့ရတာကလက်တလောလက်တလောပြဆဲထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်เนาะလက်တလောပြဆဲထားတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ် two of cups နဲ့ two of pentacle ထွက်လာတယ်။ဒါပေမဲ့အခြေအနေကကောင်းမွန်တယ်နော်။အခြေအနေတွေကအရင်အဆိုးကြီးမဟုတ်ဘူး။ဟုတ်တယ်အရင်တုန်းကနော်ဖြစ်ခဲ့တဲ့ကိစ္စတွေမှာကအာအရန်ကိုဆိုးရွားခဲ့တဲ့အခြေအနေတွေရှိတယ်။ကိုကတစ္ဆာဖောက်ခံရတယ်။အသေးကွဲခဲ့ရတယ်။ဆိုပေမဲ့အဲ့ဒီတစ်ဖက်လူနော်ကိုနဲ့ပြဆဲသွားတဲ့လူကလေကိုစီကိုတေချာပေါက်ပြန်လာပါလိမ့်မယ်တဲ့။နော်ဘာလို့လဲဆိုတော့ two of cups ပါနေတယ်။ဒီလား သူကကစပါနေတယ်သူလုတ်ခဲ့တဲ့အမားတွေသူသူရွေးချယ်ခဲ့တဲ့လမ်းကမမှန်ကန်ဘူးဆိုတာကိုသူသိလိမ့်မယ်เนาะတစ်ချိန်ချိန်မှာသိလိမ့်မယ်ဒီလားเนาะလက်ရှိမှာတော့ကိုနဲ့တစ်ဖက်လူနဲ့ကကိုနဲ့တပ်ပါကြီးပေါ့เนาะတစ်ဖက်လူရဲ့တပ်ပါတင်နဲ့ကဒီလိုမျိုး non ဆွဲနေတဲ့အနေထားသူရဲ့စိတ်ခံစားချက်တွေမှာကအဲ့လိုဖြစ်နေတယ်เนาะဒါပေမဲ့အခုလောလောဆယ်မှာကတပ်ပါတီကလည်းအနေသာလို့ဖြစ်နေတယ် ကိုယ်ထားသွားတယ်ကိုယ်ဖောက်ပြန်သွားတယ်နောက်ပြီးတော့ဒီမှာမြင်ရတာလေအဲတပ်ပါတီကအတင်းလိုက်ကတာတို့တပ်ပါတီကစနိုက်ကြော်တဲ့ပုံစံမျိုးလေးတွေကိုလည်းတွေ့ရတယ်နော်ယောက်ျားလေးပဲဖြစ်ရင်မိန်းကလေးပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကတော့ကိုယ့်ပေါ်ကောင်းပါတယ်တိလာဒါပေမဲ့အခြေအနေတွေကမတင်မဲ့ဖဲနဲ့အဲ့လိုမျိုးဖြစ်သွားခဲ့တဲ့အခြေအနေမှာ ရင်တော့နှစ်ယောက်ကတော့အရန်အဆင်ပြေခဲ့မယ်နော်အရန်အဆင်ပြေခဲ့မယ်โอเคလောလောဆယ်ပါလေအေးကိုယ့်ရဲ့ပြဆဲထားတဲ့တစ်ဖက်လူကလေပျော်ရွှင်မနေဘူးပျော်ရွှင်မနေဘူးစိတ်ချမ်းသာမနေဘူးဒါပေမဲ့အားလုံးကိုအခုကြည့်အခုဗီဒီယိုကြည့်နေတဲ့ copy လိုလေးနဲ့ပတ်သက်ပြီးတော့အားလုံးကို तू ကခဏလေးမေးထားခဏလေးမေးထားခြင်းနဲ့ခဏလေးမေးပြောက်ထားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့သူ့ရဲ့စိတ်ကံစားချက်ထဲမှာလေအခုကြီးရဲ့စကော်ပီယိုလေးတွေက သူ့ပုံတကယ်ကောင်းနေတယ်သူ့ပုံတကယ်စစ်မှန်နဲ့မေတ္တာနဲ့ချစ်တယ်ဆိုတာကိုသူတို့သိရယ်နော်ဒါပေမဲ့မထင်မှတ်ဖဲနဲ့လည်းမထင်မှတ်ဖဲနဲ့တပ်ပါတီနဲ့ကဒီလိုမျိုးအចောင်းပါသွားတဲ့ပုံစံမျိုးပေါ့နော်အចောင်းပါသွားတဲ့ပုံစံမျိုးဖြစ်နေရယ်လက်ရှိမှာသူပျော်နေဘူးဆီယမ ਾਈ သူကျမပေါ်ဆက်ရှိတယ်ဆိုတော့ definitely 100%ကိုစိတ်ရှိသေးတယ်เนาะချစ်သေးလားဆိုရင်ချစ်သေးတယ်တန်ရောင်းစင်ရှိသေးလားဆိုရင်တန်ရောင်းစင်ရှိပြီဘာဖြစ်လို့ဆိုတော့နှစ်ယောက်ရဲ့အဲ connection က၄နှစ်တည်း၄နှစ်တည်းအာချစ်ချင်းမြတ်တာရှိရယ်เนาะစစ်မှန်တဲ့ချစ်ချင်းမြတ်တာရှိရယ်ဒါပေမဲ့လည်းအเจ้าမလာတဲ့ကံကြိကံတရားတွေကံကြမ္မာတွေကြောင့်တပ်ပါတိနဲ့အခု ာပတ်ပတ်တီးရွေးချယ်လိုက်တဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်ဆိုတော့သူ့ရဲ့သူသူနောင်နာလည်းရနေနော်အခုချိန်မှာလေနော်သူနောင်နာလည်းရနေတယ် okay the sun ကောင်းမွန်တဲ့အနာဂတ်တွေရောပြန်ရလာပါမှာနော်ကောင်းမွန်တဲ့အနာဂတ်တွေပြန်ရလာမယ်ဆိုတော့ကျမတို့အဒီအနာဂတ်မှာသူနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတော့တစ်ချက်လေး ဒီလေးလေးသွားလိုက်မယ်เนาะအနာကက်နှစ်ယောက်ရဲ့အနာကက်ရှေ့ဆက်ပြီးတော့ဓာတ်ရီဆက်ဖြစ်မလဲอืมโอเคอืมအနာကက်မှာဓာတ်ရီဆက်ဖြစ်မလဲโอเคအခုချီရဲ့ဒူအားလေးအေးတစ်ဖက်လူအရန်ချစ်တယ်သလား အရန်ချစ်တယ်နင်ပါပဲလုံးလုံးနင်ပါတွေပဲဖြစ်ခဲ့ဖြစ်ခဲ့နင်ငါပေါ်ဘလို့မျိုးတွေပဲဆက်ဆံရဆက်ဆံခဲ့ပြန်လာခဲ့အားလုံးပြန်လက်ခံမယ်ဆိုတဲ့ပုံစံမျိုးအချစ်ဆွမ်းအင်ကကြီးမားတယ်အခုချစ်ရတူပါလေနော်အချစ်ဆွမ်းအင်ကြီးမားတယ်အာအချစ်ဆွမ်းအင်ကကြီးမားတယ်နော်ဆိုတော့ ပြန်လာမလားဆိုတော့ပြန်လာမယ်ပြန်လာမလားဆိုတော့ပြန်လာမယ်ဒါဒီ8 of 8 of swap ဒီမှာ graph ပြန်လာမယ်အရင်သဘောကျမှာနေတော့ဆက်อืมตะละสรอลิ ါတီရနည်းနည်းလေးသူပြန်လာခြင်းနဲ့နော်သူပြန်လာခြင်းနဲ့ပြန်လာဖို့လည်းဆန္ဒတကယ်ရှိရဒါပေမဲ့လည်းမလွယ်ကူဘူးလားသူ့ရဲ့သူ့ဘက်မှာအခြေအနေတွေကအရင်မလွယ်ကူဘာလို့လဲဆိုတော့တပ်ပါတီကအရန်ကိုသူ့အပေါ်မှာချုပ်ကန်လွှမ်းမိုးချေလှယ်ထားတဲ့ပုံစံရှိတယ်။သူနဲ့တပ်ပါတီနဲ့သူနဲ့ပြတ်လို့မရတဲ့အနေအထားတစ်ခုရှိတယ်။နော်။ ဥမာတပ်ပတ်တည်းကနေပြီးတော့သူအချက်ကင်တာတို့ချုပ်ကင်တာတို့အကြောင်းတစ်ခုခုရှိမယ်နော်အကြောင်းဘယ်သူမှမသိတဲ့အကြောင်းများတစ်ခုခုရှိတယ်ကြီးမားတဲ့အကြောင်းများတစ်ခုခုရှိတယ်နော်တပ်ပတ်တည်းကသူ့ကိုတစ်ခုခုကိုလေချိန်ချောက်ထားတဲ့ပုံစံမျိုးလေကျွန်မမြင်တယ်နော်ဒါလားတပ်ပတ်တည်းကမယိုးသားဘူးမမှန်ကန်ဘူးဒါပေမဲ့ तू ကယုံထွက်လို့မရဘူးတပ်ပတ်တည်းကနေပြီးတော့နော်သူတစ်ခုခုကိုဆုံးဖြတ်ချက်ချလိုက်ခြင်းတယ်ဟုတ်လားဘာမှကိုလေမစဉ်းစားဘဲနဲ့ မျက်စိစုံမိတ်ပြီးတော့လေတခုခုဆုံးဖြတ်ချက်ချလိုက်ခြင်း။တော့အဲ့တော့ကျမမြင်ရတာလေတပ်ပါတီရဲ့ influence ကအရန်ကိုကြီးမားတယ်။သူ့ဘောချုပ်ကိုင်းနဲ့ချဲလဲတယ်။နော်သူလည်းမပြော်ဘူး။နော်ညတာတဲ့ဆက်ဆံရေးသူအခုတပ်ပါတီနဲ့မှမရှိဘူး။မျက်စိကိုပြန်လာခြင်းနဲ့နော်ဒါပေမဲ့ပြန်လာလို့မရတဲ့အခြေအနေတခုလည်းရှိနေတယ်။ခုနပြောလို့သူနဲ့တပ်ပါတီကဟိုလွယ်လွယ်လေးပြီးဆုံးလို့ရတဲ့အနေထားမဟုတ်ဘူးကွယ်။သိလား။နော် နောက်ဆုံးပြက်ဆွဲရအောင်သူပြန်လာလိမ့်မယ်နော်တပ်ပတ်တင်းနဲ့စရင်နေရှင်းပြီးရင်သူတပ်ပတ်တင်းနဲ့ကိစ္စတွေရှင်းပြီးလို့ရှိရင်သူပြန်လာပါလိမ့်မယ်တဲ့နော်သူအခုချိန်မှာခံစားနေရတာ you are the one အခုကြည့်ရတဲ့သူကသူ့အတွက်ကို you are the one ဆိုပြီးတော့အာခံစားချက်မျိုးရှိတယ်စိတ်ချပါတဲ့သူသူအရာအားလုံးကိုလေဖြည့်ရှင်းပြီးတော့ mincy ကိုပြန်လာခဲ့မယ်ဆိုတဲ့အနေထားမျိုးလည်းကျွန်မတွေ့ရတယ်เนาะ နောက်ပြီးတော့ဒီမှာကလေကျမတွေ့ရတာ long distance relationship တွေများမယ်နော်တစ်ဖက်လူနဲ့ကိုတရလေဝေးกว่าအဲ့လိုမျိုးပေါ့နော်တယောက်ကနိုင်ငံသားမှာအဲ့လိုမျိုးထွက်ပြီးအလုံးလုံးရတာတို့ចောင်းတက်ရတာအဲ့လိုမျိုးပုံစံမျိုးကိုကျမမြင်ရတယ် long distance ဖြစ်နေတဲ့အတွက်ကြောင့်လဲတချို့ကိစ္စတွေကအရင်ဟင်းอืมတိလာဒီလို long distance relationship တွေမှာရှိရဲ့ဟိုအခက်အခဲလေးတွေကိုသိမှာပါเนาะဆိုတော့အဲ့လိုမျိုးအခက်အခဲလေးတွေလည်းရှိတယ် nó so pian song zi ya um la so pian song zi ya me yi sa ma kong de no ao sa ka swe me pian song zi ya me yi sa ma kong de la no te cha pao ku li ai lu de ai lu de sai the ma chi chi mit lấy mẹ ye no tu pian la lai me pian sat twe lai me အာရေစက်မကုန်သေးဘူး energy မကုန်သေးဘူးเนาะသူလွမ်းနေလားဆိုလွမ်းနေတယ်เนาะ လွမ်းနေတယ်။သူ့စိတ်ထဲကလွှတ်ချလို့မရဘူး။မင်းရဲ့တံမိုးကိုဝေးမှပို့ပြီးတော့တိလာရဲဆိုတဲ့ခံစားချက်မျိုးလည်းရှိတယ်။နော်။သူကလည်းအခုတပ်ပါတီနဲ့နေတာကြာလေ။တပ်ပါတီရဲ့အချင်းစရိုက်တွေကိုတိလေ။အခုကြည့်နေတဲ့သူအပေါ်မှာပို့ပြီးတော့ပိုပြီးတော့တံမိုးကိုပိုနားလေလေတလို့ဖြစ်နေတာเนาะဆိုတော့အဲ့တော့ in the end အဆုံးတက်မှာသူက မင်းကသာငါ့အပေါ်မှာအနွန်နာခံနိုင်တဲ့လူမင်းကသာငါ့အပေါ်မှာစစ်မှန်တဲ့ချက်ချင်းမြတ်တာနော်ဟိုတီးခံမှုနော်ဒီဆက်ဆက်ရေးမှာဒီဆက်ဆက်ရေးမှာနော်ဟိုအငြဲရမယ်လူအဲ့လိုမျိုးခံစားနေရတယ်ဆိုတော့ तू တစ်ချိန်ချိန်မှာတိလာနိုင်မယ်တဲ့နော်哦，看见了，喏，二的 full。 ဲ့တော့ဘဲချိန်မှာပြတ်ဆက်သွယ်ဘလို့မှလေမထင်ထားတဲ့အချိန်မှာဆက်သွယ်ရပါလိမ့်မယ်နော်ဘလို့မှမထင်ထားတဲ့အချိန်ဆိုတာကအခုချစ်ရဲ့သူကတော်ပြီငါငါပဲငါဘဝကငါပဲ move on လိုက်တော့မယ်နော် तू နဲ့ပတ်သက်ပြီးတော့ငါပြီးပြီငါစိတ်ပိုင်းဖြတ်လိုက်ပြီငါ तू तू နဲ့ငါနဲ့ကဘာမှမဆိုင်တော့ငါစိတ်ထဲမှာလည်းတကယ်ကို healing ဖြစ်သွားတဲ့အချိန်လေးမှာ तू ပြန်ဆက်သွယ်လိမ့်မယ်နော်တိလားကိုစိတ်ထဲမှာ तू နဲ့ပတ်သက်ပြီးတော့အရန်ကြီး ဟိုရှောက်ထွေးရတဲ့ feeling နဲ့မရှိတဲ့အချိန်မှာပြန်ဆက်တွေ့လိမ့်မယ်ဆိုတော့အရန်ကြီးတော့မမြန်ဘူးအချိန်အပြည့်ကတော့နည်းနည်းကြာမယ်နော်အာ6လတစ်နှစ်လောက်ကိုကြာနိုင်တဲ့အနေအထားရှိတယ်သူနဲ့တပတ်တင်နေရဆလန်းနေရမပြီးသေးဘူးသူတို့နှစ်ယောက်သွားလိုက်အောင်ပဲပေါ့နော်ဆိုတော့ပြန်ဆက်တွေ့မယ်တေချာဘောက်ကိုပြန်ဆက်တွေ့လိမ့်မယ်နော်ကျမဟို strong energy ကိုမြင်ရတယ်နော်ဆိုတော့ဘယ်စိမှာဆက်တွေ့မလဲဆိုခုနကပြောတဲ့အတိုင်းပဲ အာကိုလုံးဝမထင်ထားတဲ့အချိန်မိမိပြက်ပြောက်ဖြစ်တဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မှာပြန်ပြီးတော့ဆက်သွယ်နိုင်မယ်နော်ဆိုတော့အရာအားလုံးဒီနေ့ပြီးဆုံးသွားပြီကိုလည်းကိုဘွားကိုဘွားကိုကောင်းကောင်းမွန်မွန်တည်ဆောက်နေတဲ့အချိန်မှာပြန်ပြီးတော့ဆက်သွယ်ပါလိမ့်မယ်နော်ဆိုတော့စိတ်မပူနဲ့အခုချိန်မှာကိုယ့်ကိုကိုယ်စိတ်ချမ်းသာအောင်နေပါအာတခါကြားလို့ရှင့်လေကျမတို့ဘွားမှာလေအာဘလို့မှလက်လွတ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုလေတကယ်တမ်းလွတ်လိုက် နိုင်တဲ့အချိန်ကလေအကောင်းဆုံးချိန်ပဲတိလာအဲ့အချိန်ကတကယ်ကို healing ဖြစ်သွားတဲ့ချိန်ပေါ့နော်အဲ့အချိန်ကြာမှလေဒီခါကျမှရှင်တဲ့ universe ကကိုလိုချင်တဲ့အရာတွေကိုပြန်ပြီးတော့ပေးတတ်တာမျိုးရှိတယ်ဆိုတော့လေအားဘယ်အရာမဆိုလေအာဘဝမှာလက်ခံတတ်ဖို့နော်ဘလို့အခြေအနေပဲလာလာကွာတိလာ everything happens for a reason ဆိုတဲ့အတိုင်းပဲဘာတွေဖြစ်နေဖြစ်နေတလားကိုဘွားမှာအစိုးရကြုံလို့ရှင်လေဘွားကလေကိုတခုတိမ်စရာရှိလို့ เนาะကိုယ်ဘဝမှာအာဖြစ်စင်တန်လို့ဖြစ်လာတာဒီအရာတွေอ่ะเนาะဘလုံးမရှောင်လို့တဲ့မရတဲ့အရာတွေကိုလေလက်ခံနိုင်တတ်ဖို့ကအရင်အရေးကြီးရယ်เนาะအားကြောင့်မို့လို့အခုချိန်မှာအကိုစိတ်ကိုကိုတက်တာရပဲနေပါအရင်ခြေခွဲမနေနဲ့เนาะဆိုတော့အခုကျမတို့တစ်ဖက်လူရင်းနေစကားလေးသူ့ဘက်ကနေကိုယ်ဘာတွေပြောချင်နေလဲဆိုတာလေးကိုကျမတို့တစ်ချက်လေးဆက်ကြည့်မယ်เนาะ ေသူ့စိတ်ထဲမှာအရင်စိတ်ဆိုးနေရပေါ့နော်စိတ်ဆိုးနေရစိတ်စိတ်အဆင်မပြေဘူးအဲ့ဒါတွေကို तू အာဖြေ shop ပြမရမယ်မဟုတ်လို့ရှိရင်အရင်တောက်ကွဲမိလိမ့်မယ်တဲ့နော် तू အခုချိန်မှာ तू အဲ့လိုမျိုးခံစားချက်ဖြစ်နေရနော် तू ဘဝ तू ဟိုမှာ तू ငယ်ဘဝ तू ထော်ပါရဲ့ရှိနော်ဒီမှာလေ ိတ်ခံစားချက်အပိုင်းမှာ तू trauma လည်းရှိတယ်တဲ့နောက်ဆုံးတော့လေသူ့ရဲ့တံပိုး तू နားလေတယ်တဲ့နော်မင်းရဲ့အချစ်တင်တဲ့နေကမထိုက်တန်ခဲ့ဘူးတဲ့ငါတိရဲတဲ့ငါနင့်ကိုဆုံးရှုံးလိုက်ရပြီဆိုတာတဲ့ဒါမှမဟုတ်ငါဘာမှငါမစူးစမ်းခဲ့ဘူးပေါ့နော်ငါမစူးစမ်းပြီးခဲ့ဘူးတဲ့ ြစ်တယ်သူသိရနော်ငါအခုလေဘယ်လိုဖြစ်နေလဲဆိုတော့ငါအပြင်မှာတော့လေပြုံးပြုံးလေးနော်ဟိုလူတွေအမြင်မှာတော့အရန်ပျော်နေတယ်ပြုံးပျော်ရွှင်နေတယ်လို့ထင်ရမှာသူ့ရဲ့အတွင်းထဲမှာကတော့သူ့ရဲ့စိတ်ခံစားချက်ထဲမှာတော့အရာရာတိတ်ဆုံးနေတယ်အနားမလဲဘူးလေငါ့ကိုဘလို့မြင်လဲဆိုတာတော့ နော် Okay I'm since I'm to နောက်တစ်ယောက်ကိုတွေ့နေပြီရဲ့နော်အဲ့ဒါတော့ဒီမှာဒီမှာအရှိမပြောခဲ့တဲ့အတိုင်းပါပဲသူရဲ့မာနာနဲ့သူရဲ့တိတ်ခါတရားတွေကအရန်ကိုနာကျင်ထိခိုက်ခဲ့ရတယ်တဲ့နော် အမင်းကိုလက်စားလဲခြေကျင်နေတဲ့အမင်းကိုနာကျင်စေချင်တယ်နင်းကိုငင်းပယ်လိုက်ရတယ်ဆိုတာသူ့ကိုသူကောက်ွယ်ခဲ့တာတဲ့မတကယ်ကိုတကူကောင်းဆန်ခဲ့တယ်တဲ့ထိုင်မဲတဲ့နင်းတိလာတဲ့နင်းနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကအဲ့ခန်းစားချက်ကဘယ်သူမှငါ့ကို မပေးဟိုနည်းနည်းပတ်သက်ပြီးတော့ခန်းစားချက်ကဘယ်သူနဲ့မှမတူဘူးပေါ့နော် special ဖြစ်တယ်ဆိုရယ်ခန်းစားချက်ရှိတယ်ဆိုတော့ scorpio လေးတွေအတွက်ကိုဒီနေ့ no contact အာ time